ဒီနေ့ဝင်နေတဲ့အင်္ဂလစာပရိသတ်လေးကြီးရေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့အင်္ဂလစာစီစဉ်လေးမှာတော့ရာသီစာလေးတွေကိုလေပုံပွဲရာလေးချက်ပြီးမှဒီမစားကြမယ်နော်နည်းနည်းဆိုဆိုအင်မိုလာရောက်လာတွေ့ရရင်မှုလေးတွေဝေလာခဲ့ပါရဲ့ရှင်အင်မိုနဲ့ကစုံရက်ကိုကြော်ပါမယ်နော်ကျန်တဲ့ဘက်ကိုကတော့အရေးတောက်လေးရအောင်လို့ပြုတ်မှာပေါ့နော်ပြီးရင်တော့မြစ်တော့ပါမယ်ရှင်မှုလေးတွေကိုရေအရင်စေးပါမယ်နော် ီမိုကိုကမှုချက်ဥလို့လည်းခေါ်ကြပါဗျ။အင်ပင်အောက်မှာပေါက်တာဆိုတော့လေအင်မိုလို့လည်းခေါ်ကြပါရဲ့ရှင်။အင်ပင်အောက်မှာပေါက်တာဆိုတော့လေတဲရတော့တော်တော်လေးများပါတယ်။ဒီကိုကတခြားဒီစီးပေးရပါရဲ့ရှင်။ဒီစီးပင်းကလေမှုလေးကြီးကဒီလိုချွတ်ချွဲလေးနဲ့နေပါတယ်။အယောင်ကြီးရတယ်စားရဲပေါ့နော်။တော့ကိုရောရေအနေငယ်နဲ့စားနေနေထည့်ပြီးတော့ရေလုံးပြုတ်ပြုတ်ပါမယ်ရှင်။ မောပြုတ်လေးဆူလာပြီဆိုရင်တော့ငရုတ်ဒီစိန်ပပလိထားလေးကိုထည့်ပေးပါမယ်။ကဲဒါတော့ဆိုလို့ရှိရင်တော့မောပြုတ်လေးကချက်ပါပြီရှင်။ဒါဆိုရင်ကြံနေတဲ့မိုတော်ကူကတော့ကစုံရက်လေးနဲ့ကြောပါမယ်နော်။စီလီနေငယ်ထင်မယ်။စက်တုံဖြူနဲ့စက်တုံတွေကိုစနေမုံလေးထည့်ပြီးတော့အစီသက်ပါမယ်။အရသာနည်းနဲ့ကခရုစီနဲ့ငပြားရီထည့်ပါမယ်။ပြီးရင်တော့စားနဲ့အင်္ဂါမုံလေးအနည်းငယ်ထည့်ပါမယ်ရှင်။ အရသာတွေအားလုံးထည့်ပြီးပါပြီဆိုရင်တော့ရေစေးတန်းစင်ထားတဲ့ကစွန်ရက်ကိုထည့်ပြီးတော့ကြော်ပါမယ်နော်ကစွန်ရက်လေးနမ်းပြီးဆိုရင်တော့မိုးထည့်ပြီးတော့ကြော်ပါမယ်ရာသီစားမိုးလေးရင်ရေကစွန်ရက်ကတော့အမြဲတမ်းတွဲပြီးတော့ကြော်စားလိရှိကြရပါတော့နော်မိုးကလေကြက်ပြီဆိုလို့ရှိရင်ကဒီလိုမျိုးအယောင်ပြောင်းသွားရပါတော့နော် ်နှံလေးမှုရအောင်လို့ရုပ်ဒီဇိုင်းလေးပါထည့်ကျော်ထားပါတယ်ရှင်။ဘရတာမြကြည့်ပြီးဆိုရင်တော့လိုအပ်တာတွေထည့်ထည့်လို့ရပါတယ်။မြစ်ကွာအရင်စိတ်ထားပါတယ်ရှင်။စိတ်ထားတဲ့မြစ်တွေကပပလီထားတဲ့ကြက်တုံတွေထည့်ပေးပါမယ်။ကြက်တုံဖြူနဲ့ရုပ်ဒီဇိုင်းထောင်းပြီးတော့မှထည့်ပါမယ်။ပဇွန်ချကိုလည်းရေးဆေးပြီးတော့ထည့်ပေးပါမယ်ရှင်။ပြီးပြီဆိုရင်တော့ငပိတောင်းလေးထည့်ပါမယ်။အချင်းလေးနဲ့ကတမယာရေလေးညစ်ပြီးတော့ထည့်ပါမယ်နော်။ အရာတိုင်းရင်းနဲ့အားလုံးသမကြောင်လို့နေလိုက်ပါမယ်နော်မြစ်ကိုဒီလိုငပိထောင်တွေတုတ်တာကိုတော့မြစ်အကျန်းတုတ်လာလို့ခေါ်ရပေါ့နော်သုံးရင်းနဲ့ငပိလောင်အနံ့လေးနဲ့တမရာတိအနံ့လေးကတော့ဝင်းနေရပါပဲရှင်အရာတာကြီးကြည့်ပြီးတော့လိုအပ်တာတွေကိုတက်ထည့်လို့ရပါတယ်အရာတာရပြီဆိုတော့တင်းစားဖို့ပြန်လိုက်မယ်နော်အနံ့လေးမှုရအောင်လို့ပပလှီထားတဲ့ရှောက်ရည်လေးကိုအပေါ်ကနေဖြူလိုက်ပါမယ်နော် ဒီနေ့ထမင်းဝိုင်းလေးမှာကတော့ချင်းချင်းဆက်ဆက်အရသာရှိတဲ့နှစ်သုံးလေးရဲ့မို့ပြုတ်လေးရဲ့မို့ပြုတ်လေးနဲ့လိုက်အောင်လို့တမယာတိနှစ်ပြီးသုံးနဲ့ငါးခင်ကိုလည်းသင်ပြထားပါရရှင်။နောက်ပြီးတော့ကြော်ထားတဲ့မို့ပစုံရကြော်ပူပူလေးနဲ့ချင်းချင်းစားကြပါအောင်ရှင်။တမယာတိနှစ်ပြီးသုံးလေးကိုမို့ပြုတ်လေးရဲ့ထည့်ပြီးတော့တောက်လိုက်ပါမယ်နော်။နံလေးကမွေးနေရပါရှင်။နှစ်သုံးလေးကချင်းချင်းဆက်ဆက်လေးနဲ့ဆိုတော့လေချင်းချင်းတော်တော်လေးကိုမိန်တာပေါ့နော်။ ပြုတ်လျရတဲ့ချွချွဲနည်းနဲ့ဆိုတော့တော်တော်လေးကိုမှတောက်လို့ကောင်းပါတယ်။မှုကစုံရဲ့ကြော်ပုပ်ပူလျရလည်းတမျိုးလေးစားလို့ကောင်းနေရပါပဲရှင်။လက်ဆက်ဆက်กินထားတဲ့ငါကင်လေးကလည်းချိုးပြီးရနေရပါပဲရှင်။ငွေကအိမ်မှာဆိုလို့ရှိရင်ဒီလိုရာသီစားလေးတွေကိုလေခခွေရာလေးချက်ပြီးတော့မှမိသားစုစားကြရချမ်းမြိုင်းလေးကိုလည်းလွှဲပေးကြမယ်လို့မျှော်လင့်ပါတယ်။အင်းမွေးကြီးရဲ့အင်းမစာပြည့်စုံပြီးအားလုံးလေးအမြန်ဆုံးအင်ပြန်နိုင်ပြီးတော့မိသားစုထမင်းလက်ဆောင်ဆိုင်နိုင်ကြပါစေလို့ အင်းလွှတ်စာအဖွဲ့သားတွေကနေဆူတောင်းပေးလိုက်ပါရရှင်။